င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကို တင်ဆက်ပေးပါမယ်ချမ်းအမန်54လီလန်စီတောင်ဆန်းစုကြည်ဘက်ကသတ်မှတ်ပေးဖို့တင်ပြချက်တရားရုံးပင်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ် ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိချမ်းမန်54ရဲ့လီလန်ချန်ကင်းစီကိုနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်တမောင်ဆန်းစုကြည်ဘက်ကသတ်မှတ်ဖို့ဥအောင်ဆန်းဘက်ကတင်ပြချက်ကိုကမာရွတ်ခရိုင်တရားရုံးကမေလ22ရက်မှာပေးချလိုက်ကြောင်းတရားရုံးနဲ့နှိစက်တဲ့အတိုင်းဝိုင်းထံမှသိရပါတယ်လေးချိန်တိုင်းလီလန်တင်ရောက်ချခဲ့တော်လဲဝယ်ယူသူမရှိတဲ့ချမ်းမန်54ကိုထပ်မံလီလန်တင်ရမှာဖမ်းဆီးထိန်းသိမ်းခံထားရင်တမောင်ဆန်းစုကြည်ဘက်ကဈေးသတ်မှတ်ဖို့တရားနိုင်ဥအောင်ဆန်းဘက်ကတရားရုံးမှာတင်ပြထားတဲ့အပေါ်ဒီကနေ့အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ပါတယ်အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီးနောက်ဆုံးရုံးချင်းကိုလာမယ်မေလ29ရက်နေ့ပြန်လည်ချိန်ဆိုပြီးဦးအောင်ဆန်းဘက်ကတင်ပြမှာဖြစ်ကြောင်းတရားရုံးနဲ့နှိဆက်သူတအုပ်ကပြောပါတယ်။နေကနေပါကျဲဝန်းနဲ့ချမ်းမတ်54ရက်လီလန်ကျန်းကင်းစီကိုရခင်ကဦးအောင်ဆန်းဘက်ကတတ်မှတ်တင်ပြခြင်းဖြစ်ပြီးပြီးခဲ့တဲ့ဧပြီလ29ရက်နေ့လေးချိန်မြောက်လီလန်တင်ပွဲမှာလည်းဦးအောင်ဆန်းဦးလျှော်စင်းအတိုင်းကျန်း290ဘီလီယံနဲ့ရောင်းချခဲ့တော့လဲဝေယူသူမရှိခဲ့ပါဘူး။အဆိုပါချမ်းကိုလီလန်ကျန်းကင်းစီပထမကျင်းကျပ်315ဘီလီယံဒုတိယကျင်းကျပ်300ဘီလီယံနဲ့တတိယ ကျင်းကျပ်290ဘီလီယံလုံးနဲ့လီလံတင်ရောင်းချခဲ့တာဖြစ်ပါတယ်။တပတ်မှာဒေါအောင်ဆန်းစုကြည်ရဲ့ရှိနေဖွဲ့ကာယကရှင်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်အင်းနဲ့ရှိနေဖွဲ့နဲ့တူကွေမြရနဲ့ချင်းဒီမှာချက်အမှတ်54ကိုလီလံတင်ရောင်းချဖို့ဆောင်ရွက်မှုတွေပေါ်ရုံချင်းဒီမှာအစဉ်တစိုင်းကန့်ကွက်ခဲ့ကြပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းချက်အမှတ်54ကြားကာလအမျိုးသားစင်ရင်ချင်းမှုအမွေနဲ့ပြစ်သတ်မှတ်ထားပြီးမြည်သူမဆိုးပိုင်ဆိုင်ခြင်းရောင်းချခြင်းဖြတ်စည်းခြင်းအပါအဝင်တားမြစ်ချက်တွေကိုဖောက်ပြက်ကျူးလွန်ပါကအရေးယူသွားမှာဖြစ်ကြောင်းကြေညာထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အာနာသိန်းစစ်ကောင်းဆောင်နိုင်ငံတော်တမရတကယ်ဖြစ်လာမလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်ရဲ့အမြင့်ဆုံးရာဒူလီနေရာရယူထားတဲ့စစ်ကောင်းဆောင်ဖို့ချုပ်မူကြီးမြောင်လိုင်းကရွှေကောက်ခံအစိုးရရဲ့တမရဖြစ်ပေါ်ရွှေကောက်ပွဲကျင်းပနိုင်မယ့်အခင်းကျင်းတွေကိုထုတ်ပြောလာပါတယ်။ရွှေကောက်ပွဲကျင်းပပြီးရွှေကောက်ခံအစိုးရရဲ့နိုင်ငံရေးဆောင်ရွက်ချက်ဟာနိုင်ငံအတွက်အကောင်းဆုံးလို့မေလ19ရက်နေ့ကပြုလုပ်တဲ့စစ်ကောင်းစီအစိုးရဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာပြောသွားခဲ့ပါတယ်။ရွှေကောက်ပွဲကျင်းပရာမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်နဲ့ဆောင်ရွက်နိုင်တာကိုအခြေခံဥပဒေမှာ ပြတ်ထန်းထားတယ်လို့လည်းစစ်ကောင်ဆောင်ကဆိုပါတယ်။ဒီဇင်ဘာတတိယဘက်ကနေဇန်နဝါရီဒုတိယဘက်ထိရွှေကပွဲရီအပိုင်းလိုက်ကျင်းပနိုင်ဖို့စစ်ကောင်စီအနေနဲ့နိုင်ငံတော်ကိုကြီးညာထားတဲ့ရေးပေါ်ခြေနေကိုရှုပ်သိမ်းပြီးကြားဖြတ်အစိုးရတရက်ဖွဲ့စည်းပြီးမှာပါ။လက်ရှိတိုးယူထားတဲ့ရေးပေါ်တက်တန်း6လဟာဇူလိုင်လ31ရက်နေ့မှာကုန်ဆုံးပြီးအဒီနေ့မှာကာလုံလို့ခေါ်တဲ့မြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီစည်းဝေးခေါ်ယူပြီးအဆုံးဖြတ်ပြရမှာဖြစ်ပါတယ်။ကာလုံစည်းဝေးမှာတင်ပြလာတဲ့ချက်တွေပေါ်အာနာရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ယာယီသမရကပဲအဆုံးဖြတ်ပြရ မှာဖြစ်လို့ယာယီသမရရှာသူကိုလွှဲပြောင်းရယူထားတဲ့စစ်ကောင်ဆောင်နေနဲ့လူတလူဆုံးဖြတ်နိုင်တယ်လို့တုံ့တက်မှုတွေလည်းရှိနေတာပါတရားလို့တော်ရှင်ကြီးဦးကြီးမြင့်ကစစ်ကောင်ဆောင်တအူးတွေကပဲအာနာ၃ရက်စလုံးကိုစီမံခန့်ခွဲပြီးဥပဒေအရအရေးပေါ်အခြေအနေပယ်ဖျက်ကြောင်းကြေညာပြီးရင်၆လအတွင်းရွှေကောက်ပွဲလုပ်ရမယ်လို့ဆိုပါတယ်အဲ့ဒီလိုပဲဘယ်ဘက်လက်ကနေညာဘက်လက်ကိုလွှဲအပ်ကြောင်းကြေညာပြီးရောကာလုံဘက်ကိုမင်းအောင်လိုင်ကဆက်ပြီးအုပ်ချုပ်လိုက်မယ်နောက်အုပ်ချုပ်ရေးဥပဒေပြုံရေးတရားစီရင်ကိုလည်းသူကပဲစီမံခန့်ခွဲပြီးတော့တက္ခအဲ့ဒီဟာတွေကိုသူကကာလုံအ သစ်ခံရမယ်ကော်မရှင်ကိုလည်းအသစ်ခံရမယ်ပြီးတော့မှကော်မရှင်ကနေရွေးကောက်ပွဲတွေကို6လအတွင်းလုပ်ရမယ်ဒီလိုကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ကာလုံစည်းဝေးမှာအစီရင်ခံတဲ့နေ့မှာပဲအရေးပေါ်အခြေအနေပြင်ဖြတ်ကြောင်းကြီးညာပြီးတော့6လအတွင်းရွေးကောက်ပွဲတွေလုပ်ရမယ်အဲ့ဒါဥပဒေပြဋ္ဌာန်းချက်တွေပေါ်လို့ဆိုပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေအရတကယ်လို့ဇူလိုင်31ရက်နေ့မှာအရေးပေါ်အခြေအနေကိုရှုပ်သိမ်းကြောင်းကြီးညာရင်အရတအစိုးရတတိယဖွဲ့စည်းပြီးရွေးကောက်ပွဲကော်မရှင်ကိုလည်းအသစ်ဖွဲ့စည်းရမယ်လို့ဦးကြီးမြင့်ကဆက်ပြောပါတယ် ဒါပေမဲ့အာနာသိမ့်မှု၄နှစ်ကျော်အတွင်းစစ်ကောင်စီဖွဲ့ဝင်တွေကိုမကြာခဏအပြောင်းလဲလုပ်လို့ရှိတဲ့စစ်ကောင်ဆောင်နေနဲ့ကြားဖြတ်အစိုးရကိုလည်းလက်ရှိဖွဲ့ဝင်နေနဲ့ဆက်လက်ဆောင်ရွက်နိုင်တယ်လို့သူကထောက်ပြပါတယ်။စစ်ကောင်ဆောင်ကသူတို့အနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီနိုင်ငံတော်ကိုတာဝန်ယူခဲ့တာဖြစ်လို့ပြည်သူတွေလိုလားတဲ့ပါတီဆောင်ဒီမိုကရေစီစနစ်ကိုမဖြစ်မနေရှောင်လန်းရမယ်လို့ပြောပါတယ်။ဒါကြောင့်မူလရည်ရွယ်ချက်အတိုင်းရွှေကောက်ပွဲလုပ်ရမယ်လို့စစ်ကောင်စီအစိုးရဖွဲ့လုပ်ငန်းညှိနှိုင်းစည်းဝေးမှာပြောသွားခဲ့တာပေါ့။လေးလာသူတွေကတော့အာနာသိမ့်မှုကနေဖြစ်ပေါ်လာတဲ့အကြက်တဲ ယ်တွေကိုဖြည့်ရှင်ဖို့နိုင်ငံရေးထွက်ပေါက်ဖြစ်ရွေးကောက်ပွဲကျင်းပတာဟာအာနာတီမြန်ကြီးဖြစ်တယ်လို့သမရအိမ်မက်ကိုလက်တွေ့အကောင့်ထေဖို့တုံးတုံးသက်ကြပါတယ်သမရရွေးချယ်ရေးစနစ် အရာစစ်တပ်အပါအဝင် အစုအဖွဲ့၃ခုကနေရွေးချယ်ထားတဲ့ဒုတိယသမ္မတတအူဂျင်စီကနေမဲပေးရွေးချယ်တဲ့အခါခင်ထားတဲ့စစ်တုံးအရာစစ်ကောင်းဆောင်သမ္မတဖြစ်လာလိမ့်မယ်လို့ဦးကြီးမြင့်ကတုံ့တက်ပါတယ်သမ္မတရွေးချယ်ရေးစနစ်အရဆိုရင်သမ္မတ၃ခုကိုလွတ်တော်ကနေအစုပြုမယ်အဲ့ဒီမှာတက်မတော်ကကိုယ်စားလှယ်တွေကတက်မတော်ထဲအစုပြုနိုင်သူတယောက်ပေါ့နောက်ရွေးချယ်တင်မြှောက်ထားတဲ့သူတွေကတယောက်ရွေးချယ်တင်မြှောက်ဆဲမခံရတဲ့သူကတယောက်ဒီလိုသွားမှာကိုဆိုတော့မင်းအောင်လိုင်းကပဲတက်မတော်ကနေရွေးချယ်ထားတဲ့ဒုတိယသမ္မတလောင်းပေါ့အဲ့ဒီ၃ယောက်ထဲကမှပြန်ပြီးမဲပေးရမယ်ဆို တဲ့ခါကျတော့မင်းအောင်နိုင်ပင်ရမှာပေါ့သူခင်းထားတဲ့စက်တုပ်ပဲဒီတော့မင်းအောင်နိုင်က2800ဆိုတမရဖြစ်မှာကျင်းတည်တယ်လို့ဆိုပါတယ်စစ်ကောင်စီပြဋ္ဌာန်းခဲ့တဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရနိုင်ငံတော်စီယုံမဲ့ပါတီတွေမှာစစ်တပ်ကြောတောက်နောက်ခံပြုထားတဲ့ပြည်တော်စုချန်ကိုင်းနဲ့ဖွံ့ဖြိုးရေးပါတီပါဝင်နိုင်ငံရေးပါတီကိုကူတာရှိပါတယ် တဖက်မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ကအစိုးရပေါ်ထိန်ချုပ်မှုတွေလုပ်နိုင်အောင်အလေးပေးထားတာဖြစ်ပြီးရွေးကောက်ခံမဟုတ်တဲ့စစ်တပ်အရာရှိ25ရှာခိုင်နှုန်းကပြည်ထောင်စုလွတ်တော်မှာတည်တံ့ပြင်နေရပေးထားတာဖြစ်ပါတယ်။စစ်ကောင်စီနေနဲ့လက်ရှိအခြေအနေမှာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရည်လက်နက်ကင်တိုက်ပွဲတွေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့ရွေးကောက်ကျင်းပနိုင်ခြင်းမရှိသလိုနေအမြင့်များစွာဆွလွန်ထားရတာပါ။ဒီဘော့စစ်ကောင်ဆောင်ကပြီးခဲ့တဲ့ရွေးကောက်ပွဲ၃ချိန်စလုံးမှာရှာနှုန်းပြီးကျင်းပနိုင်တာမရှိခဲ့ဘူးလို့ခြေပထားပေမဲ့လက်ရှိအခင်းအကျင်းရမြို့နယ်အလုံးရဲ့၃ ံတပုံနောက်သာလုံနိုင်လိမ့်မယ်အနေထားလို့လေလာသူတွေကထောက်ပြပါရယ်ဒါကိုဖွဲ့စည်းပုံခြေခံဥပဒေပါပုံမှ85ပုံမှ128ပုံမှ155အရာချိန်ထိုးကြည့်ရမှာရွေးကောက်ပွဲကိုအထမြအောင်ဆောင်ရွက်နိုင်တာတွေ့ရတယ်လို့စစ်ကောင်းဆောင်ကထပ်ပြောပါရယ်အဲ့ဒီပုံမှတွေကလွတ်တော်၃ရက်စလုံးရဲ့အစည်းအဝေးပထမနေ့မှာတက်ရောက်ခွင့်ရှိတဲ့ကိုစလဲရေတက်ရင်ထောက်ဝက်ကျော်တက်ရောက်ရင်အထမြတယ်လို့ရွှေဆိုင်ရင်လည်းကိုစလဲအနည်းဆုံး၃ပုံ၃ပုံတက်ရောက်ရင်အထမြောက်တယ်လို့ဖော်ပြထားပါရယ်ရွေးကောက်ပွဲကျင်းပနိုင်ရင်လုံခြုံရေးနဲ့တည်ငြိမ်ရေးကအဓိကကြတာကြောင့်ရွှေ းကောက်ပွဲလုံးလို့ရနိုင်တဲ့နေရာတွေအားလုံးတည်ငြိမ်မှုရှိအောင်ဆောင်ရွက်သွားဖို့ဒုတိယစစ်ကောင်ဆောင်ကလုပ်ငန်းညှိနှိုင်းစည်းဝေးဒုတိယနေ့မှာညွှန်ကြားထားတာပါလေတက်စီဒီအန်တက်ချက်ကြီးဇေယျကစစ်ကောင်စီနေနဲ့ရွှေကောက်ပွဲမတိုင်ခင်မြို့ရွာတွေမကြစေဖို့ရှားနိုင်တဲ့လောက်ထိုးစစ်တွေရောလေကြောင်းပစ်ကူတွေပါတိုးလုပ်လာမယ်လို့သုံးသပ်ပါတယ် ်ရွေးကောက်ပွဲမတိုင်ခင်တော့သူတို့ပြင်းပြင်းထန်ထန်ထိုးစစ်လှုပ်ဖို့အရင်ကတည်းကသူတို့ရထားတဲ့ဗျူဟာတွေရှိနေအဲ့ဒီတော့အတ္တိကမိုးရင်းကာလာတော့သူတို့ရဲ့တမျိုးတရွာစကန်းနေပြန်မကြအောင်ပြန်ပြီးလုပ်မယ်အစီအစဉ်တော့ရှိရဲ့သူတို့ရနိုင်တဲ့လောက်တော့လုပ်မယ်ဆိုရင်တိုက်ခိုက်မှုတွေပို့ပြီးတော့ပြင်းထန်လာနိုင်တယ်ဆိုတော့ဖြစ်လာမှာပါလေချောင်းဖြစ်ကိုပေးတာရောတိုက်ခိုက်မှုတွေရောပို့တိုးလာမယ်လို့ဆိုပါတယ်တရုတ်ပါဝင်နိုင်ငံကောင်းဆောင်တချို့ရဲ့ထောက်ခံမှုကိုရရှိထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာဒီဇင်ဘာမှာကျင်းပဖို့ရှာထားပြီးမြေရွှေကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေတွေကို တော့မထုတ်ပြန်ရသေးပါဘူး။ကော်မရှင်ကတော့ကျင်းပမေရှင်သတ်မှတ်ပြီးဖြစ်လို့အချိန်မီထုတ်ပြန်ပြီးမှဖြစ်တယ်လို့ရွှေကပွဲဝင်ပြိုင်မဲ့ကိုစလင်လောင်းအမည်စင်ရင်စီစစ်ပြီးချိန်မှာမဲဆွယ်စည်းရုံးကြီးကာလကိုသတ်မှတ်ကြီးညာသွားမယ်လို့အတည်ပြုထားပါတယ်။ ။ဒီအပေါ်နိုင်ငံရေးပါတီတွေကရွှေကောက်ပွဲကျင်းပနိုင်မယ်မဲဆန္ဒရင်းကိုကော်မရှင်ဘက်ကအရှင်ကြီးညာပေးနိုင်မှာသာကိုယ်စားလှယ်လောင်းရွှေချယ်ဖို့နဲ့မဲဆွယ်စည်းရုံးဖို့လုံခြုံရေးကိုပါစဉ်းစားလို့ရနိုင်မယ်လို့ဆိုပါတယ်။ NUG နဲ့ NUCC ကတော့ဆရာနာရှင်စနစ်သက်ဆိုးရှိဖို့အတွက်ဟန်ပြပြုလုပ်မယ်စံနှုန်းတွေချုပ်ယွင်းနေတဲ့တရားမဝင်ရွှေကောက်ပွဲမှာမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေအနေနဲ့ပါဝင်ခြင်းမပြုဖို့တိုက်တွန်းထားပါတယ်။ဆက်လက်ပြီးတက်မှချောင်းမှာစခန်းသိမ်းတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကရင်မျိုးသားစီယုံ KNU ထိန်းချုပ်နေမြေတက်မှချောင်းထိုင်းမြန်မာနယ်စပ် ်ရှိစစ်ကောင်စီစခန်းကိုသိမ်းပိုင်နိုင်ဖို့တော်လိုင်းပူပေါင်းတပ်တွေကဆက်လက်တိုက်ခိုက်နေစေဖြစ်တယ်လို့မြေပြင်သတင်းအရှင်းမြစ်တွေကဆိုပါတယ်။ပလတ်တူစခန်းကနယ်လီနဲ့တပ်မဟာလီဇယ်လီအခြေဆိုင်ရာဗျူဟာဖြစ်တဲ့တိဘောပုစကန်တွေကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့မြေပြင်သတင်းမြေမြစ်တအုပ်ကဆိုပါတယ်၎င်းကအဲ့ဒီစကန်ကိုတိုက်တာ၃ရက်နဲ့တညာရှိပြီးမနေ့ကလည်း drone နဲ့ကျင်းနေရလို့ဆိုပါတယ်လက်ရှိချိန်မှာတိုက်ပွဲပြင်းထန်ခြင်းကြောင့်နှစ်ဖက်ထိခိုက်မှုရှိတော့လေသတင်းဌာနအနေနဲ့ဆက်လက်အတည်ပြုနေစေဖြစ်ပါတယ်